ီညရှင်မြိုင်ကသားမဲ့ချန်ပီယံလိပွဲတွေမှာချယ်ဆီနဲ့ဘာစီလိုနာတို့ဘယ်လိုပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကိုခင်းချယ်ဆီဖန်ပေ့ချ်ကနေအပြာအဝင်တော်များအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ကိုခန့်ပါဒီညမှာတော့ချယ်ဆီဖန်တွေအားလုံးမအိတ်နဲ့နော်မအိတ်ကြနဲ့နော်အကုန်ထားကြည့်ဖို့အတွက် request လုပ်ပါတယ်ဆိုတော့ဘာစီလိုနာနဲ့ကကျွန်တော်တို့မှာတမိုင်းရန်ချူတွေအများကြီးရှိတယ် ုံတိတ်ခါပိုင်းကဒီဘွဲတွေကျွန်တော်လုံးဝရှုံးလို့မရအောင်မနိုင်နေပလေးစီဗျာရှုံးလို့မရအောင်ပထမဆုံးဆွေးနွေးရမှာဒံယာပြဿနာကစားသမားစီးရင်ဗျချက်စီဒီတက်ဖ်မိုးမှာဘန်လေးကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်းဖြစ်ပျက်ပြောင်းလဲခဲ့တဲ့အရာတွေအများကြီးရှိတယ်ရီစ်ချိန်းကိုပထမအိမ်မှာ ထုတ်လိုက်တယ်ဝက်စလီဖူဗာနာဒီဘွဲတွေအတွက်အရန်ကစားသမားစီးရင်မှာတော့မပါလာဘူးတချို့ချက်စီပြည်သက်တွေကတော့ဒူလောဒူလောပေါ့နော်ဘာဖြစ်တာလဲပေါ့တီဗီသားညီကိုတွေကတော့တီဗီသားဖြစ်ပါလိမ့်မယ် ရစ်ချိန်ကတရားပြဿနာကြီးကြီးမားမားဘာမှမရှိဘူးကြန့်ခိုင်မှုအရဘာစီလိုနာနဲ့ပွဲစဉ်အတွက်ခြံလိုက်တာတဲကိုခြံလိုက်တာထို့နည်းတူပဲအခုစပိုမိုးလေးရဖော်ပြချက်ထဲမှာဆိုရင်ဝက်စလီဖူဖာနာကိုကျွတ်တင် protect လုပ်တဲ့သဘောမျိုးပေါ့နော်ကျွတ်တင်ကာကွယ်ပေးထားတဲ့သဘောမျိုးပေါ့ဒီဒဏ်ရာပြဿနာသိအကင်းမသိသေးတဲ့အတွက်ကြောင့်ဘန်လင်နဲ့ပွဲမှာသာကစားလိုက်ရင်ဒဏ်ရာပြဿနာအခြေအနေပိုဆိုးသွားနိုင်တဲ့ဘာညာဆိုတဲ့အတွက်အရန်ကစားသမားစီးရင်မှာတောင်ထဲ့မလာပဲခြံခဲ့တာပါဒါမဲ့ဗျာဝက်စလီဖူဖာနာကကြတော့ ်တက်ပြီးမျောလင်းလို့မရတဲ့ကစားသမားခြေသွမ်းပိုင်းလေးကမစိုးဘူးဆိုရင်လည်းအဲ့ဒိုင်ယာပြဿနာတွေမကြာခဏရနေတော့ဒီပွဲစဉ်မှာလည်းပါဖို့မပါဖို့ဟာမတိကြတဲ့အခြေအနေမျိုးတော့ဖြစ်နေတယ်။ဒါပေမဲ့ကျန်တဲ့ကစားသမားတွေကတော့ဒီပွဲစဉ်ကစားဖို့အသင့်နေတာပါ။ဗရီယာရှိကစပြီးတော့တူစင်အာရယာဘီယိုယိုဂျိုးအချင်းပေါင်းထရီဗာချာလိုပါအားလုံးအဆင်ပြေတယ်။ Okay ဆိုတော့လုံးဝမပါဝင်နိုင်တဲ့ကစားသမားတွေအကြောင်းကျွန်တော်ထပ်ပြီးတော့ဆွေးနွေးမယ်။လဗေးယာပါမာအဆူးကိုလဗိုင်းကိုပဲ။ကိုပါမာက ကနဦးတရင်နေရဒီပွဲစဉ်ပါလာမယ်လို့တည်ထားပေမဲ့အိမ်မှာနေရင်ထိုင်ရင်ခြေချောင်းယိုးကျိုးသွားတဲ့အခါကျတော့နောက်ထပ်နှစ်ပွဲလောက်လွဲချော်အောင်မဲ့သဘောမျိုးဖြစ်နေတယ်။သူပပပပကျွန်တော်တို့တွေရှေ့ဆက်မှာပဲမဟုတ်လား။အဲ့တော့ပါမောကိုလွမ်းတဲ့စိတ်လေးကိုဖယ်ပြီးဒီပွဲစဉ်ကိုဆက်ပြီးအားပေးရမယ့်သဘောမျိုးဖြစ်နေပါတယ်။ဒါတော့ Chelsea အသင်းမှာလုံးဝမပါဝင်နိုင်တဲ့ကစားသမားတွေပါ။အဲ့တော့ကျွန်တော်တို့ Barcelona ရဲ့ဒဏ်ရာကစားသမားစီးရင်ကိုဆက်ပြီးတော့ဆွေးနွေးကြအောင်။ ဘယ်ဒီကဘီဘောအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပေမဲ့လည်းပြဿနာထွေအတူတူမရှိဘူးဒီပွဲစဉ်မှာပြန်လဲပါဝင်လာဖို့ရှိပါတယ်မာကတ်စထရက်ဖို့ကတော့အပြားဝေဒနာကိုခံစားခဲ့ရတဲ့အတွက်ကြောင့်ဒီပွဲလည်းပါဝင်ဖို့မတည်ကြဘူးဒါပေမဲ့ လက်ဖွင့်မှာဟန်ဆစ်ဖလစ်အနေနဲ့ရွေးချယ်စီရနောက်ထပ်ကစားသမား၂ယောက်ရှိနေပါတယ်။ဘီဘောင်နဲ့ပွဲစဉ်မှာခြေသွမ်းပြတ်သက်သွားခဲ့တဲ့ဟန်ဆစ်ဖလစ်နဲ့တကောက်ကျော်တန်ရာကပြန်လည်တက်တာလာပြီးဘီဘောင်နဲ့ပွဲစဉ်မှာလူစားဝင်ကစားသမားအဖြစ်ဝင်ဆော့သွားတဲ့ရာဖင်းညာတို့ဖြစ်ပါတယ်။အဲ့တို့ကြောင့်မာကတ်ရက်ရှ်ဖို့ပါဝင်နိုင်ခြင်းမပါဝင်နိုင်ခြင်းကဘာစနာအတွက်ပြဿနာထွေထွေတူတူရှိမနေပါဘူး။လုံးဝမပါဝင်နိုင်တဲ့ကစားသမားတွေထဲမှာဆိုရင်ပီသရီနဲ့ဂျာဗီပါပါတယ်။ ီသီမပါဝင်နိုင်ခြင်းကတော့ဒီပွဲစဉ်အတွက်အနည်းငယ်အများထိခိုက်မှုရှိနိုင်တယ်လို့ကျွန်တော်ယူဆတယ်။သို့တော့ပီဒရီနေရာမှာ Frankie Dion တို့ကာဆာတို့တို့အကောင်းဆုံးဝင်ရောက်ပြီးတော့ကစားပေးနိုင်ပါတယ်။ Frankie Dion ကတော့ suspended ဖြစ်ထားရမယ်ဒီပွဲစဉ်မှာပြန်လည်ပါဝင်လာဖို့အသင့်အနေထားဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ Barcelona ရဲ့ဒဏ်ရာကစားသမားစီးရင်ကိုဆွေးနွေးခဲ့တာပါ။ ျွန်တော်ညကိုတွေဘလုံးမွဲကစားကြတယ်ဆိုရင်တော့ senior torchers စီမှာမောင်း96 i match 69နဲ့၅သလုံး miss တို့ကို member 1 unit ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးကြတယ်ဆိုရင်တော့ဘဘနမတ်39 693 18ကို380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်တတကယ်ပုတ်လေးနဲ့ဘယ်ကစားသမားတွေပွဲထွက်လာနိုင်တယ်လဲဆက်ပြီးတော့ဆွေးနွေးကြည့်အောင်ဘာစနာကိုးပေါက်တနေရာမှာအခုနောက်ပိုင်းပွဲစဉ်တွေဂျိုဝန်ဂါစီယာကိုပွဲထွက်ခွင့်ပေးလာတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဂျိုဝန်ဂါစီယာကိုပဲ ဆက်လက်ဂိုးဖန်ခိုင်းမယ်လို့ထင်တယ်။နောက်တန်းလူနှစ်ယောက်နေရာမှာအဲရီကာစီယာနဲ့ကျူဘာစီယာလွှဲတခြားကစားသမားပွဲထွက်စီယာကြောင့်မရှိပါဘူး။နှစ်ယောက်လုံးက soft အရင်ဖြစ်တဲ့ဘောပလင်းကိုပိုင်နိုင်တဲ့ defender တွေဖြစ်တဲ့အတွက် Chelsea နေနဲ့တွန်းတွန်းတတိုက်ဖိကစားမယ်ဆိုရင်ဂိုးသွင်းဖို့တိတ်မခတ်ခဲတဲ့အခြေအနေမျိုးပါ။ cyber ကစားသမားတွေကိုတော့တစ်ဖက်မှာဒီပွဲကစားဖို့အသင့်နေတာဖြစ်နေတဲ့ Belgium ကိုပွဲထွက်လာနိုင်ပြီးတော့တစ်ဖက်မှာ Jules Kounde ကစားလာနိုင်ပါတယ်။ အလဲအစုဘွဲကိုကြည့်မယ်ဆိုရင်တော့ Frankie Dion ကို P3 နဲ့ကပြန်တယ်ပြီး Casado နဲ့တွဲဖက်ပြီးတော့ကစားစီပါလိမ့်မယ်။နံပါတ်10နံပါတ်8နေရာမှာတော့ Fermin Lopez ကို Barcelona နီးပြ Hansi Flick ပွဲထုတ်စီမယ်လို့တော့ကျွန်တော်ထင်ပါတယ်။အဲ့တော့ attacking trial ပဲရှိတော့တယ် right wing မှာတေးကြတယ် lamin yamel ကလည်းကျတဲ့ကစားသမားကစားစရာအကြောင်းမရှိပါဘူးကျွန်တော် left wing မှာရွေးချယ်စရာကစားသမားနှစ်ယောက်ရှိတယ် ferran torres နဲ့ dayan patana တွေပြန်လဲကောင်းမွန်လာတယ် rafinha အ ဖရန်ကလက်ရှိချိန်မှာပုံစံကောင်းပိုရနေပေမဲ့ဟန်စီဖလစ်ကတော့ချန်ပီယံလိပွဲစဉ်တွေမှာခြေသွမ်းပြလိရှိတဲ့ရာဖီညာကိုလည်းဒီပွဲစဉ်အတွက်အသုံးပြုလာနိုင်တယ်။သူတို့တိုက်စစ်ပိုင်းမှာကတော့လီမွန်နိုစကီကိုပွဲထုတ်လာမှာပါ။โอเคအဲ့တော့ကျွန်တော်ချယ်ဆီရဲ့ line up ကိုဆက်လက်ဆွေးနွေးကြည့်အောင်။ဂိုးပေါက်တနေရာမှာကတော့ကျွန်တော်ချယ်ဆီရဲ့ Robert Sanchez ပဲပွဲထွက်လာမှာဖြစ်ပါတယ်။အဲ့တော့နောက်တန်းနှစ်ယောက်နေရာမှာကျွန်တော်ဘလို့သုံးမလဲတစ်ချက်စဉ်းစားရမယ်။တိုးစင်အာရယာဘီအိုယိုကယုံကြည်လို့ရတဲ့ခန့်စစ်ကစားသမားတယောက်တော့မဟုတ်ဘူး။ Wesley Fofana ဒီပွဲတွေကိုအချိန်မီပြန်လဲကောင်းမွန်လာရင်တော့ကျွန်တော် Wesley Fofana နဲ့ Trevor Chalobah နှစ်ယောက်ကိုတွဲနိုင်တယ်မကောင်းလာရင်ဘယ်လိုလုပ်မလဲစဉ်းစားစရာတွေကတော့နှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကပုံသေးနီးအခု2ဘက်ကိုပဲသုံးမလား2 center back ပေါ့နော်2 center back ကိုသုံးရင်တော့ Josh Achimbaum ကိုယုံကြည်စွာပေါ်တခွင့်ပေးပြီး Chalobah နဲ့တွဲလာတဲ့ပုံစံမျိုးဖြစ်နိုင်တယ်လို့ Badia Shine နဲ့ Chalobah ကိုပေါ်တခွင့်ပေးတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ဒါတိုးစင်ကို အဲဒူမာရက်စ်ကမယုံကြည်တဲ့အခြေအနေမျိုးပြောတာယုံကြည်တယ်ဆိုရင်လည်းတိုစင်ပဲပွဲထွက်လာနိုင်တယ်ဒါအခြေအနေတစ်မျိုးနောက်အခြေအနေတစ်မျိုးကဒီပွဲအတွက် master game plan သုံးမလား3 bet ပုံစံမျိုးကြီးနဲ့တကယ်အတီးပွဲထွက်လာတဲ့အခြေအနေမျိုးပေါ့ထားပါတော့ဗျာ CCB တနေရာမှာတိုစင်ထားလိုက်မယ်ဒါမှမဟုတ်ဗရီယာရှိထားလိုက်မယ်ကျွန်တော်တစ်ဖက်ဒါဥမာပြောပြရအောင်နော်တစ်ဖက် SCB နဲ့ RCB မှာ reach chain ကိုဒီနေရာမှာထားမယ်ဒီတစ်ဖက်မှာကျွန်တော် Trevor Chalobah ထားတဲ့3ဘတ်ပုံစံတန်းလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါတော့ master game plan ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းဟိုတိတိပပတော့မပြောလို့ formal formation ကိုပဲ command ကြည့်အောင်เนาะအဲ့တော့ CB အတွင်းတစုံနေရာမှာ Trevor Chalova ကဘိုင်းဒီပွဲထွက်လာနိုင်တယ်ဘေးနာ player တွေကတော့အပြောင်းလဲဖြစ်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်စိုက်ဘက်တွေကြည့်မယ်ဆိုရင် Maris ကအနေနဲ့ကွင်းလေတန်းကိုပိုအားကောင်းအောင် လုပ်မယ်ဆိုရင်ရွေးချယ်စရာတမျိုးရှိပါတယ်။အဲ့ဒါကတော့ Melo Gusto နဲ့ Reese ချင်းနှစ်ယောက်လုံးကိုထည့်တာပါ ရီချင်းကိုဒီအလဲကိုထည့်လိုက်ရယ်မွိုင်ဆက်စ်ဂိုင်စရိုအတွက်ပို့ပြီးတော့အားကောင်းသွားစီတယ်လို့အန်ဒိုဖာနန်ဒက်စ်ကလည်းဒီရှေ့မှာလွတ်လွတ်လပ်ကစားရပါတယ်ကိုယ်လည်းမှာမစ်ဖီထရိုင်ကိုပုံစံပို့ပေါ်ပါတယ်မဲလိုဂူစတိုကတော့ဒီဘက်မှာကစားရင်းနဲ့သူ့ရဲ့လှုပ်အားနှုန်းအပြည့်နဲ့ကျွန်တော် half space မှာ light ဖြည့်ပေးလို့ရတယ်ကူကူရေကလည်း half space မှာဝင်ကစားလို့ရတယ်ကျွန်တော်တယောက်တည်းအမြင်ရအဲ့ဒီပုံစံကိုပို့ကြိုက်တယ်ရီချင်းကိုအထဲထဲမှာဝင်ဆော့ကိုင်း မော်ဆက်ကိုင်းဆူတို့နဲ့တွဲခိုင်းအယ်ဆိုကနံပါတ်၈တို့၁၀တို့မှာလွတ်လွတ်လပ်လပ်ကစားခိုင်းဒီလိုမှမဟုတ်ရင်လည်းပုံသင်နီးတနီးထက်ရှိပါတယ်ရီစ်ဂျိန်းကိုရိုက်ဘက်မှာပုံသင်ကစားခိုင်းအလဲမှာအယ်ဆိုနဲ့ကိုင်းဆူတို့နဲ့တွဲပြီးဒီရှေ့မှာကျွန်တော်တိုက်စစ်အားတန်တဲ့ကစားသမားတွေကြီးပဲထည့်လိုက်မယ်အစတီဗန်ကိုအလဲမှာထည့်မယ်နက်တိုအလီဂျန်ရိုဂါနာချိုနဲ့တိုက်စစ်ပိုင်းမှာဂျီပီစတဲ့ပုံစံတွေကဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် ဖြစ်နိုင်တဲ့ပုံစံကိုပဲထပ်စဉ်းစားကြည့်မယ်အဲ့တော့ဖြစ်နိုင်တဲ့ပုံစံကတော့ဒါအန်ဒူမာရက်စ်ကအကြိုက်ကိုပြောတာပေါ့လေရီစ်ဂျိန်းကိုရိုက်ဘက်ထုတ်ပြီးဒီအလဲမှာ Enzo Vice Sky ဆိုနှစ်ယောက်ဖြစ်မယ်ဒီရှစ်မှာတော့ Steven William အင်ပီအာဘီဖြစ်နေတဲ့အတွက်နံပါတ်10နေရာမှာထုတ်ပြီးတော့ဂနာချိုလက်ဖွင့်နဲ့ပက်ဒရိုနက်ဒိုရိုက်ဝင်းဖြစ်နေတယ်တိုက်စစ်ပိုင်းမှာလီယန်ဒီလက်ထက်ဆိုင် GPO ပဲအသုံးပြုလာနိုင်တယ်လို့သုံးသပ်မိပါတယ်ခင်ဗျကျွန်တော်ညီကိုရောဒီညမှာရှင်ပြိုင်စားမဲ့ဘာစလိုနာရဲ့ချဲစီးပွဲတွေမှာဒီနှစ်သင်းဘလို့ပွဲထွက်လာနိုင်တယ်လဲဆိုတာကို comment မှာဝင်ရောက် comment ဆွေးနွေးပေးသွားကြပါအောင်အခုတော့အားလုံးနှုတ်ဆက်ပြရစီကျေးဇူးအများကြီးတင်ပါတယ်